ရောင်းချတဲ့သူတွေဆိုတာကျွန်တော်တို့ဝယ်ယူသူတွေကိုဝယ်ယူသူ customer တွေကိုကျွန်တော်တို့ဘာတွေလိုနေရလဲဘာတွေလိုအပ်နေရလဲဘလို့အကူအညီတွေပေးရမလဲဆိုတာအမြဲတမ်းအကူအညီတွေပေးနေတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မိခဲ့သူအကူအညီတွေလိုနေလဲကားရောင်းချနေတာလားကားတွေပြန်လဲဝယ်ယူနေတာလားကားတွေကိုပြန်လဲအလဲထက်လုပ်နေတာလား license တက်တန်းတွေတိုးနေတာလားကားအရစ်ကြတွေဝယ်နေတာလားကားနဲ့ပတ်သက်ပြီးတော့အာမခံတွေထားနေတာလားစသဖြင့်ကျွန်တော်တို့ရောင်းဝယ်မှုပုံစံများစွာ နော် after sales service များစွာကိုဆောင်ရွက်ပေးနေတဲ့ကိုဘိုးကားနုပညာမမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုရွေးထွေးပြုငါစွာဖြင့် super sunday မနေ့ကင်းလေးရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကျွန်တော်တို့ရောင်းချတဲ့သူတွေဆိုတာကျွန်တော်တို့ဝယ်တဲ့သူတွေကိုကျွန်တော်ကူညီနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရောင်းချတဲ့သူတွေဆိုတာကျွန်တော်ဝယ်တဲ့သူတွေဝယ်ယူသူတွေကိုကျွန်တော်ကူညီနေတာဖြစ်ပါတယ်လို့ဒီနေ့မှာတော့ပြောပြရသေးဟုတ်မင်္ဂလာ နနခင်းပါဒီနေ့ကတော့ Super Sunday ရဲ့မင်္ဂလာနနခင်းကနေပြီးတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲမင်္ဂလာရှိတဲ့နေ့ရက်လေးမှာကျွန်တော်မင်္ဂလာရှိစွာကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရောင်းချတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာကားရောင်းချတဲ့သူတွေဖြစ်တယ်ကားရောင်းချတဲ့သူတွေဆိုတာကျွန်တော်တို့ကားဝယ်ယူသူတွေကားသုံးဆွဲသူတွေကိုကူညီရမှာဖြစ်ပါတယ်အကူအညီတွေများစွာပေးရမယ်ဘဲမိတို့မိဘုံကူညီရမှာလဲ မိကဲ့သို့အကူအညီတွေပေးရမှာလဲအမြဲတမ်းစဉ်းစားနေရမယ့်သူတွေဖြစ်ပါဒါကြောင့်မလို့ကျွန်တော်တို့တွေကားရောင်းကျင်တဲ့သူတွေဘာကားလေးရောင်းကျင်လဲကျွန်တော်ပြန်လဲဝယ်ယူပေးသလိုကျွန်တော်စီမှာကားလေးတွေကိုဘလို့ကားလေးဖြစ်ဆွရမလဲမိဘပြည်သူတွေအတွက်ကားသုံးဆွဲသူမိဘပြည်သူတွေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးအတွက်မိတို့ကားလေးတွေကိုမိတို့မိဘုံရောင်းချပေးရမလဲဘယ်ဈေးတန်းလေးတွေရောင်းချပေးရမလဲအဘလို့ဈေးတန်းလေးတွေကိုကျွန်တော်တို့နိုင်လဲပေါ့နော်ငွေကြေးနိုင်လဲစသဖြင့်ကျွန်တော်တို့ အခုလိုအချိန်ကာလမှာကျွန်တော်တို့မကြခင်ကျွန်တော်တို့အတတကြံကာလမှာခီးသွားကြမယ်အပန်းပြေခီးထွက်ကြမယ်ရုံးပိတ်ရဲ့ကြောင်းပိတ်ရဲ့မကြခင်ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက်ကျွန်တော်စီမှာခုံသုံးနှန်းကားလေးတွေအောက်ပိုင်းမြင့်မြင့်ကားလေးတွေစူးစမ်းပြီးတော့ကျွန်တော်တို့ပြင်ဆင်ထားသလိုဖြည့်ဆွက်ထားသလိုကျွန်တော်စီမှာတိန်းတစ်ခါလေးကြာရင်ကျွန်တော်တို့ဝယ်သူတွေကတိန်း9လောက်ပဲနိုင်တယ်တိန်း6လောက်ပဲနိုင်တယ်ဆိုတော့မိတ်ဆွေတွေအတွက်ကျွန်တော်စူးစမ်းပြီးတော့ကျွန်တော်တို့ပြင်ဆင်မှုတွေဖြည့်ဆွက်မှုတွေပြုလုပ်ထားပါတယ် ဒါကြောင့်မလို့ကျွန်တော်စီမှာဘလူကားလေးရှိလေကျွန်တော်တို့ Super Saturday မနေ့ကကျွန်တော်တို့ live မှာပြသသွားတယ်ပြသသွားတဲ့နေရာမှာကားလေးတွေတချို့ကားလေးဆိုကြံခဲ့တယ်เนาะအကျွန်တော်အခြားနေရာတွေမှာအခြားခြံတွေမှာရောက်နေတဲ့ကားလေးရှိတယ် spa သွားလုပ်နေတဲ့ကားလေးတွေကိုကြံခဲ့တဲ့အတွက်ကျွန်တော်တို့ဒီနေ့မှာတော့ထပ်မံပြီးတော့ပြသပေးမယ်ကျွန်တော်စီမှာကျွန်တော်ရဲ့ background မှာရှိတဲ့3600ဝန်းကျင်3000ဝန်းကျင်စတဲ့ကားလေးတွေကိုအောက်ပိုင်းမြင့်မြင့်ကားကြီးကြီးတွေလိုချင်တဲ့မိတ်ဆွေတွေအဲကျွန်တော်တို့ဒါကတော့ခုရောက်ရှိနေတဲ့နေရာလေးကတော့ကိုမိုးကားနုပညာရဲ့ showroom အမှတ်1ပဲဖြစ်ပါတယ် ရှိုးရုံးအမှတ်နှစ်တည်းကကားလေးတွေကိုကျွန်တော်လိုက်ပြပေးမယ်။ပြပေးပြီးကျွန်တော်ရှိုးရုံးအမှတ်တစ်မှာလည်းဘယ်လိုကားလေးတွေရှိလဲကျွန်တော် Artiga လိုကားမျိုးလေးတွေအစ်ထက်မှန်ရောက်ရှိနေတဲ့ Soy D3 လို Soy D7 လိုကားမျိုးတွေရောက်ရှိနေတယ်။ပြီးတော့ကျွန်တော် Jetor XMD ဆိုတဲ့ကားလေးတွေကျွန်တော်ထပ်မံရောက်ရှိနေတယ်နော်။အဲဒါကြောင့်မလို့ကားလေးတွေကျွန်တော်နဲ့တူလိုက်ကြည့်ပေးပါအောင်ခင်ဗျာ။ကျွန်တော်တို့ကူညီတွေများစွာကိုကျွန်တော်တို့ဘယ်လိုမျိုးပေးနိုင်မလဲ။ user တွေကားသုံးဆွဲသူမိဘပြည်သူတွေအတွက်ဘယ်လိုမျိုးကျွန်တော်တို့ဝန်ဆောင်မှုတွေပေးနိုင်မလဲဆိုတာအများအားဖြင့်ကျွန်တော်တို့စူးစမ်းပြီးတော့ ကျွန်တော်လေ့လာနေပါတယ်ဆိုတော့ပြောကြရင်လည်းကျွန်တော်နဲ့တူကားလေးတွေလိုက်လံပြီးတော့ကြည့်ရှုပေးပါအောင်เนาะအဲကျွန်တော်ဒီမှာတော့ရှိုးရုံးအမှတ်နှစ်နားမှာတော့ကျွန်တော်တို့ရရှိမဲ့ကျွန်တော်ဆိုအီအဲ Suzuki Swift ကျွန်တော်တို့နှစ်စီးကျွန်တော်မှာရောက်ရှိနေပါတယ်เนาะ Suzuki Swift ဆိုရင်တော့ Fire ရဲ့ကျွန်တော်တို့ဟိုဘက်ရှိုးရုံးအမှတ်1မှာကျူရန်လေးရဲ့အားလုံးပေါင်းကျွန်တော်တို့ Suzuki Swift ဆိုရင်တော့နှစ်စီးလောက်ရွေးချယ်ဝယ်နိုင်မှာဖြစ်ပြီးတော့အယောင်လေးတွေအနေနဲ့တော့ကျွန်တော်တို့အဖြူအယောင်လေးတွေပါဝိုက်လေးတွေပဲရရှိမှာဖြစ်တယ် ဈေးတန်းအနေနဲ့တော့3800အစွန်ပိုင်းလေးတွေမှာပဲရရှိမှာဖြစ်တယ်3800ကျော်လေးတွေမှာပဲရရှိမှာဖြစ်တဲ့အတွက်မိတ်ဆွေများအားလုံးလွယ်ကူအဆင်ပြေတဲ့ဈေးတဲ့ဈေးလေးတွေကိုကျွန်တော်တို့စူးစမ်းပြီးတော့ဖြည့်ဆွက်ထားတာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီဘက် showroom မှတ်နှစ်ထဲမှာတော့ကျွန်တော်တို့ဘလူကားလေးရှိမလဲဆိုတော့ကျွန်တော်တို့ဒီမှာ Brilliant V3 လို့ကားမျိုးလေး3600ကျော်3900အောက်လေးမှာရရှိမဲ့ကားလေးတွေကိုရှိတဲ့အပြင်ကိုကျွန်တော်အတွင်းထဲမှာတော့ကျွန်တော်ဂျပန်ကားလေးတွေလိုချင်တဲ့မိတ်ဆွေတွေအတွက် Toyota Celica လို့ကားမျိုးလေးတွေ ဒိုတာကလူကားလို့ကားမျိုးတွေဆိုရင်ကျွန်တော်သိန်းအထောင်အောက်လေးမှာရရှိမဲ့ကားလေးတွေဖြစ်ပါတယ်နော်အဲဒီမှာတော့ကျွန်တော်တို့နော်အခုရက်ပိုင်းဝယ်ယူတဲ့သူတွေကိုကျွန်တော်ကုမိုးကားနုပညာနေပြီးတော့ဒါကုမိုးကားနုပညာကားဆစ်စင်တာနေပြီးတော့ကျွန်တော်လက်ဆောင်လေးတွေကျွန်တော်ထီးလေးတွေလက်ဆောင်ပေးมาဖြစ်ပါတယ်ကုမိုးကားနုပညာကားဆစ်စင်တာအမှတ်9ခုပြင်းအောင်တလန်ကြီးပွားရက်ကွက်ဆိုပြီးတော့နော်အဲလိုဂိုလေးနဲ့ကျွန်တော်ရရှိมาဖြစ်ပြီးတော့လှရနော်ထီးလေးလေးဒါကတော့ကျွန်တော်တို့မကြခင်မိုးတွေလည်းရွာလို့ရှိရင် စောင်းလို့ရတယ်လို့အခုလိုမျိုးနေတွေပူနေတဲ့ကာလမှာကျွန်တော် ထီလေးစောင်းပြီးတော့ကျွန်တော်တို့သွားလို့ရမှာနော်အဲဒါလက်ဆောင်အနေနဲ့ပြီးတာနော်โอเคအဲကြောင့်ကျွန်တော်နဲ့တူကားလေးတွေကတော့မာတော့ထဲထဲမှာကျွန်တော်နည်းလေးမြင့်ပြီပြအဲထဲမှာကျွန်တော်တို့ကားလေးအောက်ပိုင်းမြင့်မြင့်ကားတွေစိုးကြီးစိုးကြီးဆိုရင်၄စီးလောက်ရွေးချယ်နိုင်မယ်ဂျက်တော့ဆိုရင်လည်း၄စီး၃စီးလောက်ရွေးချယ်နိုင်မယ်စိုးကြီး DA3 ဆိုရင်လည်း၃စီးလောက်ရှိမယ်နော်စိုးကြီး DA3 ရှိမယ်စိုးကြီး DA7 ရှိမယ်ဒါကတော့စိုးကြီး DA7 နော်သိန်းတစ်ထောင်ကျော်မှာအသိန်းတစ်ထောင်အောက်မှာဆိုလို့ရှိရင်တော့စိုးကြီး DA3 ရမယ်နော် ါတော့3000ကျော်မှာတော့ Sony D7 ရမယ်3000ကျော်မှာတော့ Jet Door တွေရရှိမယ်တစ်ချက်လောက်ချက်ပြပြီနော်ဒီဘက်မှာလည်းရှိတယ်နော် Sino Threat ရှိမယ် Jet Door 895ရှိမယ်ပြီးတော့ Harvey ရှိမယ်ဒါတော့ Sony D7 Sony D7 ဆိုရင်တော့ကျွန်တော်တို့3000အဲကြော်ကြော်လေးမှာပဲရရှိမယ်ကားလေးဖြစ်ပါနော်3000အစွန်ပိုင်းလေးပဲလို့ပြောလို့ရတယ်နော်အဲမာလီဘူးလေးတစ်စီးကတော့ကြံပါသေးတယ်နော်မာလီဘူး LD ရိတ်လေးကတော့တစည်းကြံပါသေးတယ်2018မော်တယ်နော်ရုပ်ဟောင်းလေးပဲနော်ရုပ်ပြောင်းတော့မဖြစ်သေးဘူးဒီကားလေးတစည်းကြံပဲ3000စွန်းစွန်းလေးမှာပဲရရှိမဲ့ကားဖြစ်ပြီးတော့3000အောက်မှာဆိုရင်လို့ရှိရင်အောက်ပိုင်းမြင့်မြင့်နဲ့ GAC GS4 လိုကားမျိုးတွေရှိမဲ့ကားတွေကတော့ကျွန်တော်စီမှာတနေရာထဲမှာကားအမျိုးအစားများစွာကိုတနေရာထဲမှာရွေးချယ်ဝယ်ယူနိုင်တဲ့အတွက်အားသာချက်များစွာရှိပါတယ်နော်ကျွန်တော်စီမှာ agent ဆိုအဖြစ်လာရောက်ပြီးတော့အော်ကားလေးကြီးရှိဝယ်ယူနိုင်ပါတယ်နော်လေးလာနိုင်ပါတယ်ဒါ total ဝစ်ဆိုရင်လည်းဒီမှာတိုတာဝစ်ဆိုတော့တစ်စီးပဲကျန်တော့တယ်မနေ့ကကျွန်တော်တို့အဲစူပါဆက်တရီလိုက်မှာလာရောက်ပြီးဝယ်ယူသွားတာကား3သီးနော်အဲတက်စီးဝယ်ယူရတယ်တစ်စီးကတော့ကျွန်တော်ပြန်လဲဝယ်ယူထားတယ်ဆိုတော့ကား3သီးပေါ့နော်အဲနှစ်စီးဝယ်ယူသွားတာဆိုလို့ရှိရင်ဝစ်လေးတစ်စီးကတော့ဂျောင်းဝယ်ဖြစ်သွားပြီနော်စင်ဟန်ချသွားတာပေါ့နော်ဒီကားလေးတစ်စီးပဲကျန်တော့တယ်တိုတာဝစ်တွေကခုံသုံးနန်းလေးကလိုချင်တဲ့အဲဆိုမှားထားတဲ့မိတ်ဆွေတွေရှိတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ဟိုအနေကနေပြီးတော့စင်ဟန်ချဝယ်ယူတဲ့သူတွေရှိတယ်တကယ်ကိုချစ်ခင်လေးစားပါတယ်ကျေးဇူးတင်ပါတယ်နော် မနေ့ကဆိုလို့ရှိရင်လည်းဟိုးဝေးပဲเนาะဘယ်လိုနေရာမျိုးရလဲဆိုတော့ကျွန်တော်တို့လာရှိုးလိုနေရာမျိုးเนาะကျွန်တော်ရှမ်းပြည်နယ်ဟိုးဝေးပဲတောင်ကြီးလာရှိုးเนาะတကယ်ဝေးလံခေါင်ပြားနေရာနေရာတွေကျွန်တော်တို့ကျွန်တော်ရဲ့ live လေးတွေကျွန်တော်ရဲ့ video လေးတွေကြည့်ရှုပြီးကျွန်တော်ကို chicken ဆိုတာဖြင့်ကျွန်တော်ကိုမိုကားနုပညာကားစီစင်တာကို chicken ဆိုတာလာပြီးတော့ဝယ်ယူကြတဲ့အတွက်တကယ်ကို chicken လေးစားပါလေလို့ပြောရင်လည်းကျွန်တော်မင်္ဂလာရှိတဲ့စကားလေးတွေကိုပြောပြီးတော့မင်္ဂလာရှိတဲ့အရာတွေကူးဆက်ကြပါသေးတယ်မြန်မာနိုင်ငံမြန်မာနိုင်ငံသားအားလုံး ော်စီးပွားရေးတွေကောင်းကြပါစေ။အန်ဒီရီကင်းကြပါစေ။ရေလိုအေးလိုပန်းလိုချမ်းမြေ့ကြပါစေလို့ဆုမွန်အောင်တောင်းလိုက်ပါရနော်။ဟုတ်ဒီဘက်မှာတော့ကျွန်တော်တို့3900ဝန်းကျင်လေးတွေလိုချင်နေဆိုရင်3900ဝန်းကျင်ကားလေးရဒီထဲမှာဂျားထဲမှာညက်နေနော်ဒီထဲမှာအဲ့ဒါ3900ဝန်းကျင်ကားလေးလိုချင်နေဆိုရင်ပါဝါဝင်းလို့တပေါက်နဲ့ရရှိမဲ့ကားလေးနော်ဒါကတော့ကျွန်တော်တို့ခေါင်လေးနေနဲ့မြင့်မြင့်လေးနဲ့နော်ကျွန်တော်တို့ရရှိမဲ့ကားလေးဖြစ်တယ်။အဲဒီကားလေးလိုချင်နေဆိုရင်တော့ကျွန်တော်တို့3900အစွန်ပိုင်းလေးမှာပဲရရှိမှာဖြစ်ပါနော်။အပြည့်စုံရင်တော့ Jetdo SMD တွေကလိုချင်နေဆိုရင် Jetdo SMD ကျွန်တော် SMD ဆိုရင်တော့ကျွန်တော်တို့လူတိုင်းမေးကြတယ်ကျွန်တော် SMD နောက်တစ်စီးရှိသေးတယ်เนาะနောက်ဈေးကတော့ကျွန်တော်တို့ကျွန်တော် SMD အာခုနှစ်တန်းပဲเนาะခုနှစ်တန်းပဲဆိုရင်ရှူရောင်ကာလာလေးပေါ့เนาะအဲ့ကာလာလေးကတော့ 1R နဲ့ရန်ရန်ကုန်လိုင်စင်နဲ့ရရှိမှာဖြစ်ပါเนาะဒါကတော့ရန်ကုန်လိုင်စင်ဟိုကောင်လေးကတော့နောက်တစ်စီးကတော့ကျွန်တော်နေလိုက်စင်နဲ့နှစ်စီးလုံးကတော့3000ကျော်မှာပဲရရှိမဲ့ကားလေးဖြစ်ပါเนาะဟုတ်ဒါဆိုတော့ကျွန်တော် SMD ရဲ့လိုချင်တဲ့မိတ်ဆွေတွေရရှိပါပြီเนาะပြီးတော့ရင်တော့ကျွန်တော်တို့ Soy D7 Soy D3 အစားသမီးလိုချင်တဲ့မိတ်ဆွေတွေဒီမှာ Soy D3 ရှိမယ်။ Soy D7 ရှိမယ်နော်။ဟုတ်။ဒီကားလေးတွေကတော့ကျွန်တော်တို့ကုမိုးကားနုပညာစီမှာလာရောက်ပြီးဝယ်ဦးမယ်ဆိုလို့ရှိရင်ရရှိမဲ့ကားလေးတွေကတော့အများစွာရှိတယ်နော်။အဲဒီ channel မှာတော့ကျွန်တော်တို့ကုမိုးကားနုပညာရဲ့ showroom အမှတ်1ထဲကကားလေးတွေကိုကျွန်တော်မိတ်ဆက်ပြသသွားတာဖြစ်ပါတယ်နော်။ မနေ့ကစူပါဆက်တရီလိုက်မှာမကြည့်လိုက်ရတဲ့မိတ်ဆွေတွေစူပါဆက်တရီလိုက်မှာနည်းနည်းလေး live ကကျွန်တော်ဗီဒီယိုနဲ့မတူနော် live ကနည်းနည်းလေးမှောင်နေဝါးတယ်အဲဒါကြောင့် live ကဘလို့ဖြစ်တာလဲတော့မသိဘူးအဲ့လိုဝါးတဲ့မိတ်ဆွေတွေဆိုတော့ဒီမှာနည်းနည်းလေးရှင်းရှင်းလင်းလင်းမြင်အောင်လို့ကျွန်တော် show အမှတ်နှစ်ထဲကကားလေးတွေကတော့ကျွန်တော်ဒီမှာအစီး20ဝန်းကျင်လောက်ရှိရယ်နော်အစီး20ဝန်းကျင်လောက်ကိုတနေရာထဲမှာပြသသွားပြီးတော့ကျွန်တော် show အမှတ်1ကိုသွားလိုက်မယ် show အမှတ်1မှာတော့အဲကျွန်တော်တို့900 600 900ဝန်းကျင်ကားလေးတွေကိုကျွန်တော်ထားရှိတာဖြစ်ပြီးတော့ဒီကားလေးတွေကိုလည်းအာ အိုက်လန်ပြီးကြည့်ရှုလိုက်ပါအောင်ခင်ဗျာဟုတ်ကဲဒီနေ့ကတော့ super sunday ဖြစ်တဲ့အတွက် super sunday မှာအောင်နမိတ်အောင်တိတ်နဲ့စီးပွားရေးတွေအောင်မြင်ကြပါစေတိုးတက်ကြပါစေကျမ်းမာရေးကောင်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်အဲကျွန်တော်ဒါကတော့ကျွန်တော်မနက်ခင်းမိုးလင်းတာနဲ့ prepare ကျွန်တော်ဝန်ထမ်းညီလေးတွေကနေပြီးတော့အာ ဒီမှာကားလေးဆိုရင်တန်တန်ရှင်းရှင်းပြုလုပ်နေတဲ့ပုံရိပ်လေးတွေဖြစ်ပါတယ်နော်အပြီးတော့ကျွန်တော်တို့ဒီမှာ Artiga Type 3တွေရရှိမယ် Artiga Type 3တွေရဆိုရင်အစ်စ်ထက်မှန်ရောက်ရှိနေတဲ့ဒီကားလေးကတော့အရောင်လေးကတော့ wine color လေးပေါ့နော်ဒီကားလေးဆိုလို့ရှိရင်တော့သိန်း1000ဝင်းကျင်လိုက်မှာပဲရရှိမယ်ကားလေးဖြစ်ပါတယ်နော်ဟုတ်အဒီကားလေးဆိုလို့ရှိရင်ကျွန်တော်တို့အာတီကာဆိုရင်တော့ကျွန်တော်စီမှာနှစ်စီးလောက်ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါအာတီကာ type 3 type 4เนาะရွေးချယ်ဝယ်ယူနိုင်ပြီးတော့ကျွန်တော်သိန်း600ဝင်းကျင်လေးတွေမှာ ဘယ်လိုကားလေးတွေရမလဲဆိုတဲ့မိတ်ဆွေတွေအတွက်လည်းတင်း600ဝန်းကျင်တွေမှာအာဟိုနာ fit g စစ်လိုကားမျိုးလေး premium လိုကားမျိုးလေးကျွန်တော်ဖြည့်ဆွတ်ထားတာဖြစ်ပါတယ်။ဒါတော့ခုရောက်ရှိနေနေရလေးကတော့တစ်ချက်လောက်မိတ်ဆက်ပေးလိုက်မယ်နော်။ဒါတော့ကုမိုးကားနုပညာအားစစ်စင်တာရဲ့ showroom အမှတ်1ပဲဖြစ်ပါတယ်။ showroom အမှတ်1ကနေပြီးတော့ကျွန်တော်တို့ဒီမှာတော့ကားမဲဖောက်ရောင်းချခြင်းလုံးဝမလုပ်ပါတော့ရည်ဆွဲထားရတယ်နော်။အဲကျွန်တော်တို့နံပါတ်တွေကျွန်တော်တို့ရဲ့ပုံရိပ်တွေကိုယူပြီးတော့ကျွန်တော်ကားမဲဖောက်နေတဲ့ပေအတုတွေရှိတယ်များစွာရှိတယ်ပေတစ်ခုနှစ်ခုသုံးခုရှိတယ်နော်။ အဲဒါတွေကိုလည်းကျွန်တော်တို့သိရှိအောင်လို့ကိုမိုးကားနုပညာကားမဲ့ဖောက်ရောင်းချခြင်းမရှိဘူးအဲလုံးဝလုံးဝမလုပ်ပါဆိုတော့ sign board တွေကိုနေရာတိုင်းချေချွတ်ထားတယ်လို့ကျွန်တော်တို့ရှိုးလုံးမှန်သမျှကျွန်တော်တို့မိတ်ဆွေတွေရှိုးလုံးတွေများစွာရှိတယ်ရှိုးလုံးတွေများစွာမှန်သမျှကျွန်တော် ကားမဲ့ဖောက်တဲ့လုပ်ကိုလုံးဝမလုပ်ပါဘူးလို့ပြောပြရတယ်ကျွန်တော်တို့ကမျက်မြင်ပဲကားလေးတွေရောင်းတာအဲကျွန်တော်ရိုးသားစွာဖြင့်ကားလေးတွေကိုကျွန်တော်ပြတ်တာတယ်ပြတ်တာပြီးရောင်းချတဲ့သူတွေဒါဖြစ်ပါတယ်ကားမဲ့ရောင်းချတဲ့သူတွေမဟုတ်ပါဘူးဆိုတော့ပြောကြရင်လည်းကားလေးတွေချက်လောက်လိုက်ပြပေးမယ်နော် ကဲကျွန်တော်တို့ရောင်းချတဲ့သူဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာဝယ်ယူသူတွေကိုဝယ်ယူသူ customer တွေကိုကျွန်တော်တို့တွေများစွာအကူအညီတွေပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တိန်း600ဝန်းကျင်တိန်း600ကျော်မှရရှိမဲ့ကျွန်တော်တို့ဒီလိုမျိုး S10 လေးတွေနဲ့ရန်ကုန်လိုက်စင် BYD ကားမျိုးလေးတွေကျွန်တော်စီမှာ2စီ3စီ၄စီလောက်ရှိတယ်အခုဒီအပိုင်းမှာရောင်းချထားတာเนาะဒီကားလေးတွေလည်းကျွန်တော်ထပ်မံပြီးတော့ကြာတာပေးရတာဖြစ်ပါတော့ဒီကားလေးဆိုအနာစာတိုက်ခိုက်မရှိဘူးဟူလို့တဲ့တန်ရှင်းလုံနေတာဖြစ်ပါတော့ဒီကားလေးရရှိမဲ့အသိန်း600ကျော်မှရရှိမဲ့ကားလေးတွေเนาะ အဲပြီးသွားရင်တော့ဒီဘက်မှာ3600အစွန်ပိုင်းမှာရရှိမဲ့ Toyota Premio တွေကနေရရှိမဲ့2002နဲ့နော်လုံကားတွေကစိုက်နေတတ်တယ်အဲဂျပန်ကားမှာစိုက်နေတတ်တယ်ငွေချောင်းမှုစိုက်နေတတ်တယ်ဆိုတော့မိဘပြည်သူတွေအဲလာရောက်ပြီးတော့ကျွန်တော်တို့အားပေးဝယ်ယူနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ကမျက်မြင်ပဲရောင်းချပေးရနော်ကားလေးတွေလာရောက်ကြည့်ရှုပါကြည့်ရှုပြီးတော့ဝယ်ယူပါခင်ဗျာဟုတ်အဲပြီးသွားရင်တော့ကျွန်တော် RDK Type 3လေးရှိမယ်နော် RDK Type 3ဆိုတော့9ကျူလေးနဲ့ရရှိမဲ့ရန်ကုန် license လေးရရှိမယ်ဒီကားလေးဆိုတော့ ရောင်လေးကရောင်လေးကဝိုင်းကာလာလေးပေါ့နော်ဝိုင်းကာလာလေးရရှိမယ်ခုံသုံးတန်းဖြစ်တယ်အဲ round egg ကိုနေပါမယ်အဲတင်းညံတွင်ပိတ်ရမတိုင်ခင်ဤသွားကြမယ်မိတ်ဆွေတွေတင်းညံတွင်အကြံတွင်မှာရုံးပိတ်ရအကြောင်းပိတ်ရမှာသွားပြီးတော့ကျွန်တော်ပစ်ကနစ်သွားကြမယ်အနားယူအပန်းဖြေကြမယ်မိသားစုအတွက်တကယ်လည်းအသုံးဝင်ပါတယ်ဒီကားလေးကနော်အဲဒါကြောင့်မို့မိသားစုအတွက်အသုံးဝင်တဲ့အရာလေးတွေကိုပြောပြပေးရင်ကျွန်တော်ကားလေးတွေကို ပြတ်တရောင်းချနေတာဖြစ်ပါတယ်ကျွန်တော်ဆရာဝယ်ယူထားတဲ့ကားလေးတွေကိုပြန်လဲပြီးတော့အလဲထက်ပြုလုပ်ခြင်းနဲ့ပြန်လဲပြီးရောင်းချခြင်းနဲ့ဆိုလို့ရှိရင်လည်းပြန်လဲပြီးကားလေးတွေကိုအလဲထက်ပြုလုပ်ခြင်းလားပြန်လဲပြီးရောင်းချခြင်းလားအခြားမိမိပိုင်ဆိုင်တဲ့ကားလေးတစ်စီးကိုနဲ့ကျွန်တော်ဆရာကားလေးတွေနဲ့ပြန်လဲပြီးအလဲထက်ပြုလုပ်ခြင်းလားစသဖြင့်ကျွန်တော်တို့ကားရောင်းခြင်းလားကားဝယ်ခြင်းလားကားအလဲထက်ပြုလုပ်ခြင်းလားတနေရာထဲမှာ one stop အနေနဲ့ရရှိနိုင်တဲ့နေရာကတော့ကုမိုးကားနုပညာပဲဖြစ်ပါတယ်ခင်ဗျာကဲဒီအတွင်းထဲမှာဘယ်လိုကားလေးရှိမလဲလိုက်ပြီးတော့ကြည့်ရှုပေးပါဦးနော် ဒါတော့ဟိုနာဖစ်ဂျီစစ်အက်တန်လေးရရှိမယ်ဒါအဖြူရောင်လေးမှမေးတယ်အဖြူရောင်လေးမှလိုချင်တယ်အဖြူရောင်လေးမှလိုချင်တယ်မိတ်ဆွေတွေအဲရရှိမှာဖြစ်ပါနော်ဟိုနာဖစ်အဖြူရောင်လေးကိုရရှိမယ်ဒါဆိုတော့အင်ဂျင်ပါဝါ1.3ဦးနဲ့ကားတိုက်ခိုက်နာစာမရှိဘူးနော်ဂျပန်ကားလေးဖြစ်တဲ့အတွက်ပြန်စီရတော့ပါမှာဖြစ်ပါတယ်ဟုတ်ကဲဒီမှာ check plus spark လေး check plus spark လေးဆိုတော့ကျွန်တော်တို့3900သိန်း900ဝန်းကျင်နဲ့ရရှိမဲ့ကားလေးကိုကျွန်တော်တို့အခုရက်ပိုင်းမှာလာရောက်ပြီးဝယ်ပြီးမယ်ဆိုရင်ကျွန်တော်တို့ သိန်း900အောက်ကလေးမှာကျွန်တော်ရောင်းချပေးမယ်ကားလေးဖြစ်ပါတော့။အဲဒါကတော့ 7R နဲ့ပဲခိုးလိုက်စင်ဂရိတ်ကလည်းတော်တော်ဆုံးတယ်။ဂရိတ်ကသူကရိုးရိုးတော့လေးတစ်ခုဖြစ်သွားတာပဲရှိတယ်။ကျန်တာတော့မာလီဘူးတီဗီဒီယိုဖြစ်သွားမယ်။လေဇာစီတွေပါဖြစ်သွားမယ်နော်။အားကြောင့်မို့ဂရိတ်တော်တော်ဆုံးတယ်။အယောင်ကတော့အဖြူအောင်မဟုတ်ဘူးနော်။တားအောင်လေးဖြစ်ပါအတားအောင်လေးနော်။ HID မီးလုံးတွေပါပါမယ်။အ4 line မီးလုံးတွေပါပါမယ်နော်။ဒါကတော့ကျွန်တော် brand ပေါ့နော်။ချက်ဘလက် brand ကိုမှလိုချင်တယ်။ ိုချင်တယ်ဆိုရင်တော့ brand branded ကိုမှလိုချင်တယ်ဆိုတော့မိတ်ဆွေတွေကျွန်တော်တို့ဒါကတော့အသုံးစွဲဝယ်ယူနိုင်ပါမယ်နော်အပြည့်သွားရင်တော့ကျွန်တော်တို့ K တန်း K တန်းနဲ့ရရှိမဲ့ Honda Fit G6 ကိုမှကျွန်တော်တို့အခက်ရအနိုင်လိုချင်တာလားအခက်ရ F10 လိုချင်တာလားအခက်ရအမြင့်လိုချင်တာလားအခက်ရအမြင့်ဆိုရင်တော့ K တန်းနဲ့ရရှိမယ်ဒါဆိုတော့ကျွန်တော် F10 တစ်စီးရှိမယ် K တန်းတစ်စီးရှိမယ်နှစ်စီးရွေးချယ်ဝယ်ယူနိုင်မယ်နောက်ပြီးတော့ black color လေးရှိသေးတယ်နော် H10 နဲ့ Honda Fit အနက်အောင်လေးတစ်စီးလေးရမယ်ဒါကြောင့်မို့ကျွန်တော်စီမှာ Honda Fit ဆိုလို့ရှိရင် เนาะอผุยองยามเอเน่ยองยามเอ2ซีเอ่อ2မျိုးอยอง2မျိုးยွေးเฉยเวอนันมีรอနောက်ถ้าพิงค์คาลาเลดซีရှိมั้ยอารมณ์มาคุณฟิกซ์1 2 3 4 4ซีရှိมั้ยเนาะအဖြူရောင်က2စီအနက်ရောင်2စီပင့်ကာလာ2စီအလုံးပေါင်းတိန်600ကျော်လေးဒီမှာရရှိမယ်တိန်900ဒါဆိုတော့တိန်900ဆွန်းဆွန်းလေးမှာရရှိမယ်အဲကားဆိုရင်အလုံးပေါင်း4စီရရှိမယ်နော်ဟာ Honda Fit ဆိုရင် Honda Fit G6 ဖြစ်သူများအတွက်ပြီးသွားရင်တော့ကျွန်တော်တို့ GL GLX ပေါ့နော် Switch GLX switch gear လေးဆိုရင်တော့ကျွန်တော်တို့ဒီမှာနှစ်စီးပေါ့နော်တော်တော့ကျွန်တော်တစည်းပြခဲ့တဲ့အာရန်လေးရဲ့ကျူရန်ကတော့9ကျူ1ရင်လိုက်စင်တဲ့3800ကျော်လေးဒီမှာ3800စုစုံလေးမှာရရှိမဲ့ကားလေးကတော့နှစ်စီးရွေးချယ်ဝယ်နိုင်မှာဖြစ်ပါတယ်။နောက် Honda Fit G6 ကဒီမှာတစည်းနော် Honda Fit G6 pink color လေးရဲ့တစည်းဆိုတော့အားလုံးပေါင်း၄စီးရှိမယ်။ပြီးသွားရင်တော့စလုံးကားလေးကနေပြီးတော့ chainId တဲ့စလုံးကားမှာ chainId တဲ့ဆိုရင်တော့စလုံးကားလေးကနေပြီးတော့ D50 D50 ဆိုတဲ့ကားလေးကိုကျွန်တော်ရရှိမှာဖြစ်ပါတယ်။ D50 ကတော့ကျွန်တော် saver color လေးဖြစ်ပြီးတော့ 1S နဲ့ MDY license ကိုရရှိမှာဖြစ်ပြီးတော့ तू ကတော့ poster တွေ smart key တွေစမ်းရုံမုံရုံတွေဒေတာထိုင်ခုံတွေပါဝင်သွားတဲ့ပြွက်မိတ်ဆွေများအလုံးအဲကားလေးကို grade မြင့်မြင့်လိုချင်တယ်ဆိုတဲ့မိတ်ဆွေတွေဆိုရင်တော့ကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်3900ဝန်းကျင်နဲ့ရရှိမဲ့ကားလေးဖြစ်ပါတယ်ညာကဲဒါကတော့ showroom အမှတ်1ထဲကကားလေးတွေကိုကျွန်တော်တို့ပြသသွားတာဖြစ်ပါတယ်ကဲဒါကတော့ကျွန်တော်ကုမိုးကားနုပညာကားစေးစင်တာမှာကျွန်တော်တို့ showroom အမှတ်1 showroom အမှတ်2ကကားလေးတွေကိုကျွန်တော်ပြသသွားတာဖြစ်ပါတယ် အဲကျွန်တော်တို့ရောင်းချတဲ့သူတွေဆိုတာဒီနည်းမြင်ရောင်းချတဲ့သူတွေဆိုတာကျွန်တော်တို့ဝယ်ယူသူတွေကိုဝယ်ယူသူ customer တွေကိုကျွန်တော်တို့ဘာတွေလိုနေရလဲဘာတွေလိုအပ်နေရလဲဘလို့အကူအညီတွေပေးရမလဲဆိုတာအမြဲတမ်းအကူအညီတွေပေးနေတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မိခဲ့သူအကူအညီတွေလိုနေလဲကားရောင်းချနေတာလားကားတွေပြန်လဲဝယ်ယူနေတာလားကားတွေကိုပြန်လဲအလဲထက်လုပ်နေတာလား license တက်တန်းတွေတိုးနေတာလားကားအရစ်ကြတွေဝယ်နေတာလားကားနဲ့ပတ်သက်ပြီးတော့အာမခံတွေထားနေတာလားစသဖြင့်ကျွန်တော်တို့ ရောင်းဝယ်မှုပုံစံများစွာနော် after sale service များစွာကိုဆောင်ရွက်ပေးနေတဲ့ကိုမိုးကားနုပညာမမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုရွေးထွေးပြုငါစွာဖြင့် Super Sunday မနေ့ခင်းလေးရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးရှင်လန်းချမ်းမြေကြပါစေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအပေါင်းစီးပွားရေးတွေတိုးတက်ကြပါစေ NLA ကင်းပြီးတော့စီးပွားတိုးပြီးတော့ကျန်းမာရေးတွေကောင်းကြပါစေလို့နေပယ်ပေါင်းစုံစီးပွားရေးပေါင်းစုံမှာ NLA ကင်းပြီးတော့စီးပွားတိုးကြပါစေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားလူငယ်လေးတွေနဲ့ကျွန်တော်မိတ်ဆွေအားလုံး ျွန်တော်တို့ရောင်းချတဲ့နေပယ်ကားရောင်းဝယ်နေပယ်ကမိတ်ဆွေတငယ်ချင်းတွေလည်းအားလုံးစီးပွားရေးတွေကောင်းကြပါစေကားရောင်းဝယ်တွေကောင်းကြပါစေအခြားနေပယ်အသီးသီးကမိတ်ဆွေအားလုံးလည်းစီးပွားရေးတွေကောင်းကြပါစေစာပေဂီတအမှုပညာအားကစားနေပယ်အစုံမှာစီးပွားရေးလူမှုရေးတွေအားလုံးဖွံ့ဖြိုးတိုးတက်ပြီးတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးဖွံ့ဖြိုးတိုးတက်တဲ့လူတွေအားလုံးဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့အားလုံးကိုနောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာအားလုံးပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျာအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ